ကက်ရှမီးယားဟာအိန္ဒိယပါကစ္စတန်နဲ့တရုတ်နိုင်ငံတွေအကြားတင်းမာမှုတွေအများကြီးရှိတဲ့ဒေသဖြစ်ပြီး1940ခုနှစ်ကစပြီးဒီနေ့အထိတင်းမာမှုတွေအများကြီးဖြစ်ပွားနေတဲ့ဒေသဖြစ်ပါတယ်။ကက်ရှမီးယားပြည်ထနာဖြစ်ခဲ့ရတဲ့မူလအကြောင်းရင်းကတော့ကက်ရှမီးယားဟာဗြိတိရှအိန္ဒိယက1940ခုနှစ်မှာအိန္ဒိယနဲ့ပါကစ္စတန်အဖြစ် ခွဲခြားလိုက်ကြတဲ့ကစဖြစ်ပွားလာခဲ့တာပဲဖြစ်ပါတယ်။ ဗြိတိရှားတို့ဟာအိန္ဒိယနဲ့ပါကစ္စတန်ကိုမူဆလင်တွေအတွက်ပါကစ္စတန်ဟိန္ဒူတွေအတွက်အိန္ဒိယနိုင်ငံဆိုပြီးခွဲခြားပေးခဲ့တာပဲဖြစ်ပါတယ်။အဲဒီမှာဂျမ်မူးနဲ့ကက်ရှမီးယားနယ်မြေနှစ်ခုဟာမူလအုပ်ချုပ်သူမဟာရာဂျာဟာရီစင်းကအဲဒီဒေသတွေကိုဘယ်နိုင်ငံနဲ့မှမပေါင်းဘဲတီးခြားရပ်တည်ခြင်းခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်က ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက်မဟာရာဂျာဟာရီစင်းကအိန္ဒိယနဲ့ပူးပေါင်းဖို့သဘောတူခဲ့ရပါတယ်။ ဒါကြောင့်အိန္ဒိယစစ်တပ်ကဝင်ရောက်လာပြီးပါကစ္စတန်နဲ့စစ်ဖြစ်ခဲ့ပါတော့တယ်။ကက်ရှမီးယားပြည်ထနာကြောင့်ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကတော့ပထမအိန္ဒိယပါကစ္စတန်စစ်1949 - 48။စစ်ပွဲကအိန္ဒိယနဲ့ပါကစ္စတန်အကြားပထမဆုံးစစ်ပွဲဖြစ်ခဲ့ပါတယ်။ဒါကြောင့်ကုလသမဂ္ဂကကြားဝင်ပြီး1949မှာအပြည့်ရစေးရေးမြင့်ဆိုပြီးတတ်မှတ်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ်အိန္ဒိယပါကစ္စတန်စစ်ပွဲက1965မှာဖြစ်ပွားလာခဲ့ပြန်ပါတယ်။ပါကစ္စတန်က Operation Gibraltar ဆိုပြီးအိန္ဒိယကိုတိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယကလည်းတံပြန်စစ်စင်တဲ့အခါယာတက်ရှ်ခန့်သဘောတူညီချက်နဲ့အပြစ်ခတ်တွေရစဲသွားခဲ့ကြပါတယ်။တတိယအကြိမ်အိန္ဒိယနဲ့ပါကစ္စတန်စစ်ဖြစ်ခဲ့တာက1920တမှာပဲဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ယခင်အရှိပါကစ္စတန်ပြဿနာကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ဆစ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ပါကစ္စတန်ကဘင်္ဂလားဒေ့ရှ်ကိုဆုံးရှုံးသွားခဲ့ရပါတယ်။ကာဂျီစစ်ပွဲ1969ခုနှစ်ပါကစ္စတန်စစ်သားတွေနဲ့အစွန်းရောက်သူတွေကကာဂျီကိုတည်ယူဖို့စ조사ခဲ့တဲ့အတွက်စစ်ပွဲဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အိန္ဒိယစစ်တပ်ကတုံ့ပြန်ကပါကစ္စတန်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ကာဂျီစစ်ပွဲပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်ဆက်ဆံရေးဟာပုံမဆိုးရွားလာခဲ့ပါတော့တယ်။ကက်ရှမီးယားဒေသဟာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာအငင်းပွားမှုရှိနေတဲ့ဒေသဖြစ်ပြီးလက်ရှိမှာအိန္ဒိယနဲ့ပါကစ္စတန်တို့ကပိုင်းခြားအုပ်ချုပ်ရရှိပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ဒေသကို ဂျမ်မူနဲ့ကက်ရှမီးယားလို့ခေါ်ပြီးပါကစ္စတန်အုပ်ချုပ်တဲ့ဒေသကို အစက်ကက်ရှမီးယားလို့ခေါ်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံကလည်းပဲကက်ရှမီးယားဒေသအတွင်းရှိ တချို့ဒေသတွေကိုအုပ်ချုပ်လျက်ရှိတဲ့အတွက်ကက်ရှမီးယားဟာရှုပ်ထွေးမှုတွေပြင်းထန်နေတဲ့ဒေသဖြစ်နေပါတော့တယ်။ကက်ရှမီးယားဒေသဟာအိန္ဒိယနဲ့ပါကစ္စတန်တို့အကြားအငင်းပွားမှုတွေရှိနေတဲ့ဒေသဖြစ်ပေမဲ့ဒေသခံပြည်သူတွေရဲ့တနေ့တာစားဝတ်နေရေးဘဝကိုခက်ခက်ခဲခဲစူးစမ်းရှာဖွေနေရပါတယ်။ ကက်ရှမီးယားဒေသမှာဆာဖရန်ကိုစိုက်ပျိုးကြပါတယ်။ဆာဖရန်ဆိုတာကအလွန်တန်ဖိုးကြီးတဲ့မုန်ကြီးမှုတစ်မျိုးဖြစ်ပါတယ်ပြီးတော့တတိဝလံတွေ ဖြစ်တဲ့တန်ဘေယာပန်းသည်မုန်ကြီးသည်စရာတွေစိုက်ပျိုးခြင်းနဲ့လေယာဉ်လုပ်ငန်းနဲ့တက်ဆိုင်တဲ့နှောင်းမွေးမြူရေးကကက်ရှမီးယားဒေသရဲ့အကြီးကစီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ဒါပေမဲ့စည်ရေးပရိပခတွေကြောင့်လေယာဉ်မြေများအပြည့်အစည်းရှိခြင်းကြောင့်ထုတ်လုပ်မှုအနည်းငယ်သာရှိပါတယ်။ ကက်ရှမီးယားဒေသဟာရေမြေတောတောင်တဘာဝအလှအပတွေကြောင့်ထင်ရှားပြီးခရီးသွားတွေအများပြားလာရောက်ကြပေမဲ့ပဏိပခတွေကြောင့်ခရီးသွားလာမှု တခါတရံလျော့နေသွားပါတယ်။ဒေသခံတွေဟာလူလက်တန်းစားတွေများပြီးစည်ရေးခြေနေတွေကြောင့်ကုန်စည်နှုန်းတိုးခြင်းအစားအသောက်လျှော့နေရရှိခြင်းတွေကပဏိပခအရှိန်နဲ့လိုက်ပြီးဖြစ်ပေါ်တတ်ပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ဂျမ်မူကက်ရှမီးယားဒေသမှာတက္ကသိုလ်တွေနဲ့အထက်တန်းကျောင်းတွေရှိပေမဲ့အင်တာနက်အပိတ်ခံရမှုတွေကြောင့်ပညာရေးမှာအခက်အခဲတွေရှိနေပါတယ်။ဂျမ်းမာရေးပိုင်းမှာလည်းလူနာတွေအတွက်ဆေးသက်ဆိုင်ရာအကူအညီမလုံလောက်ခြင်းဆေးဝါးတွေအခက်အခဲရှိတာတွေဖြစ်နေပါတယ်။အိန္ဒိယအစိုးရကဆေးရုံတွေ တိုးတက်ဖန်တီးပေးပေမဲ့ပရိပခ္ခတွေကြောင့်ဆေးသက်ဆိုင်ရာဝန်ဆောင်မှုတွေဟာတခါတရံမရနိုင်ပါဘူး။ နောက်တစ်ချက်ကအိန္ဒိယနဲ့ပါကစ္စတန်တို့အကြားစစ်ရေးဆိုင်ရာတင်းမာမှုတွေကြောင့်စစ်တပ်တွေဒေသအတွင်းနေရာချထားမှုကြောင့်လည်းဒေသခံတွေအတွက်နေထိုင်မှုမတက်တာချင်းဖြစ်နေပါဗျ။အိန္ဒိယအစိုးရကရလတ်အပေါ်မူတည်ပြီးစီးပွားရေးကိုပံ့ပိုးပေးဖို့ကြိုးစားနေတာကြောင့်ဒေသခံတွေအနေနဲ့နေထိုင်မှုတိုးတက်လာတယ်ဆိုပေမဲ့လည်းနိုင်ငံရေးအကြောင်းရင်းတွေကြောင့်တခါတရံတိုးတက်နေတဲ့အခြေအနေကနေရုတ်တရက်ပြောင်းကျသွားတတ်ပါဗျ။ ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသဟာဘေးအနေရတွေအများပြားရှိနေပြီးမြင်းမာတဲ့တောင်တန်းတွေကြောင့်တောင်သူလယ်သမားတွေရဲ့စိုက်ပျိုးမှုနဲ့တရိတ်ဆန်မွေးမြူမှုတွေအပေါ်မှာဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးကအဓိကမူတည်နေရပါတယ်။ဒါပေမဲ့တဘာဝအလားပါတွေကြောင့်ခရီးသွားလုပ်ငန်းရေရှည်တည်တက်မှုအတွက်အလားလာရှိတဲ့ဒေသတစ်ခုဖြစ်နေပါတယ်။ အဓိကအားဖြင့်စိုက်ပျိုးရေးခြုံပေါ်ဝါထုတ်လုပ်မှုနဲ့ခရီးသွားလုပ်ငန်းတွေဟာဦးစားပေးခံရမှုအဖြစ်ဆုံးဖြစ်ပြီးပါကစ္စတန်ရဲ့လူမှုပေါင်းနဲ့ယဉ်ကျေးမှုဟာမြန်မာနိုင်ငံရှိမွတ်စလင်ယဉ်ကျေးမှုနဲ့ဆင်တူပါတယ်။ပြီးတော့မိသားစုစုပြီးနေထိုင်မှုကမိသားစုစုစည်းမှုကိုအလွန်လေးစားတာကို ဖော်ပြပါတယ်။ဘာသာရေးကတော့အဲ့ဒီဒေသမှာမွတ်စလင်65ရာခိုင်နှုန်းကျော်နေထိုင်ကြပြီးဘာသာရေးအားကောင်းပါတယ်။ များသောအားဖြင့်ဒေသအတွင်းစီးပွားရေးကျက်တဲမှုကြောင့်လူငယ်တွေဟာ နိုင်ငံခြားအလို့ကင်ရှာပွေလောက်ကင်ဖို့အနောက်နိုင်ငံတွေကိုထွက်ခွာနေကြပါတယ်တရုတ်နဲ့ကက်ရှမီးယားဆက်နွယ်မှုကတော့အရှေ့မြောက်ကက်ရှမီးယားအဆိုင်ချင်းဟာတရုတ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပါတယ် အိန္ဒိယနဲ့တရုတ်ဟာအဲ့ဒီအဆိုင်ချင်းကြောင့်တင်းမာမှုတွေရှိနေစေဖြစ်ပါတယ်။အဲ့ဒီလိုထိတွေ့ဖို့တိုက်မှုတွေကြောင့်ပဲ2020ခုနှစ်တုန်းကတရုတ်နဲ့အိန္ဒိယစစ်တပ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။အဆိုင်ချင်းဟာတရုတ်နဲ့အိန္ဒိယအကြားမှာအငင်းပွားမှုရှိနေတဲ့ကက်ရှမီးယားဒေသရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးလက်ရှိမှာတရုတ်နိုင်ငံရဲ့ရှင်ကျန်းဒေသအောက်မှာအုပ်ချုပ်ထားပါတယ်။တရုတ်ရဲ့မဟာဗျူဟာအမြင်အရ အဲ့ဒီအစကိုင်ဂျင်ဒေတာကိုတရုတ်ရဲ့မြောက်ဖက်တောင်တန်းဒေတာကိုကာကွယ်ဖို့မရှိမဖြစ်လိုအပ်တယ်လို့ယူဆထားပါဗျ။တိဘက်နဲ့ရှင်ကျန်းဒေတာကိုဆက်သွယ်ဖို့တောင်တန်းလမ်းတွေတိစောက်ထားပါဗျ။ပြီးတော့အဲ့ဒီတရုတ်အုပ်ချုပ်တဲ့အစကိုင်ဂျင်ဒေတာဟာတရုတ်နဲ့ပါကစ္စတန်ရဲ့မဟာမိတ်ဆက်ဆံရေးမှာလည်းအရေးပါပါဗျ။တရုတ်ဟာအစကိုင်ဂျင်ကိုလုံးလုံးလျားလျားထိန်းချုပ်ထားပြီးအိန္ဒိယကတရုတ်ရဲ့အုပ်ချုပ်မှုကိုလက်မခံပါဘူး။ ဒါကြောင့်နောင်လာမယ့်နှစ်တွေအတွင်းတင်းမာမှုတွေဆက်လက်ဖြစ်နိုင်ပါတယ်ကုလသမဂ္ဂသို့မဟုတ်အမေရိကန်ကဂျားဝင်ပေးခဲ့ရင်ကက်ရှမီးယားအတွက်တည်ငြိမ်မှုဖြစ်စေမဲ့စာချုပ်တစ်ခုရနိုင်လာပါလိမ့်မယ်ဒါပေမဲ့အိန္ဒိယက ကက်ရှမီးယားဟာသူ့နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ပြောထားတဲ့အတွက်နိုင်ငံတကာကကြားဝင်ပေးမှုကိုလက်မခံခြင်းကြောင့်ဖော်ပြနေပါတယ်။နောက်တစ်ချက်ကကက်ရှမီးယားပြည်သူတွေက သူတို့ရဲ့အနာဂတ်ကို မဲခွဲပေးခြင်းနဲ့ဆန္ဒပါပဲ။ဒါပေမဲ့အိန္ဒိယအစိုးရကအဲ့ဒီလို မဲခွဲခြင်းကိုလက်မခံနိုင်ပါဘူး။တမိုင်းကြောင်းအရတခြားနိုင်ငံတချို့ကပို့တိုက်မှုတွေအတွက်ဂျာဝင်တိုင်ပင်မှုတွေပြုလုပ်ခဲ့ဘူးပေမဲ့ ်ဘယ်ဘက်ကမှသဘောတူညီမှုလက္ခဏာတွေမရှိသေးပါဘူး။2019ခုနှစ်မှာအိန္ဒိယအစိုးရကကက်ရှမီးယားရဲ့အထူးအခွင့်အရေး Article 320ကိုဖျက်သိမ်းခဲ့ပါတယ်။ဒါကြောင့်အနာဂတ်မှာအိန္ဒိယကကက်ရှမီးယားကို တိုက်ရိုက်ထိန်းချုပ်ဖို့ကြိုးပမ်းလာနိုင်ပါတယ်။ပါကစ္စတန်ကတော့ကက်ရှမီးယားကို တနေ့နေ့မှသူထံပူးပေါင်းလာနိုင်ဖို့မျှော်လင့်နေပါဗျ။ လက်ရှိအချိန်မှာတော့အကြမ်းဖက်အဖွဲ့တွေကတိုက်ခိုက်မှုတွေပြုလုပ်နေပါဗျ။ကက်ရှမီးယားကဆန္ဒပြမှုတွေဟာအမျိုးမျိုးသောအကြောင်းရင်းတွေကြောင့်ဖြစ်နေတာဖြစ်ပါတယ်။အထူးသဖြင့်နေမြေရဲ့အုပ်ချုပ်မှုအခြေအနေ နိုင်ငံရေးအခြေအနေတွေလူခွင့်ရေးနဲ့တက်ဆိုင်တဲ့ပြဿနာတွေဟာဆန္ဒပြမှုတွေရဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။အဲ့ဒီထဲကထင်ရှားတဲ့ဆန္ဒပြမှုတွေကတော့အာတီကယ်390ဖြတ်သိမ်းမှုကို2019ခုနှစ်မှာ ိန္ဒိယအစိုးရကပြုလုပ်ခဲ့ပါတယ်အဲ့ဒီဥပဒေကကက်ရှမီးယားကိုအထူးအဆင့်မူပိုင်ခွင့်ပေးထားသည့်ဥပဒေဖြစ်ပြီးအဲ့ဒါကဂျမ်မူကက်ရှမီးယားကိုအိန္ဒိယရဲ့ပုံမှန်ပြည်နယ်အဖြစ်အုပ်ချုပ်ဖို့ရည်ရွယ်လိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်ကက်ရှမီးယားသားတွေမွ슬င်အများစုနဲ့အိန္ဒိယအတွင်းရှိပြည်သူအများစုကဆန္ဒပြခဲ့ကြပါတယ်အဲ့ဒါကိုအိန္ဒိယအစိုးရကစစ်တပ်နဲ့ထိန်းချုပ်မှုပြုလုပ်ပြီးအင်တာနက်နဲ့ဆက်သွယ်ရေးတွေကိုတားမြစ်ခဲ့ပါတယ်။ နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ဆန္ဒပြမှုတွေကအိန္ဒိယအုပ်ချုပ်မှုကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြစ်ပြီးစစ်တပ်ရဲ့တင်းကြပ်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်ပြတဲ့ဆန္ဒပြမှုတွေဖြစ်ပြီးမကြာခဏဖြစ်ပေါ်လေးရှိပါတယ်။ကရှမီးယားပြည်နာဟာနယ်မြေကိုပိုင်အုပ်ချုပ်ခွင့်နဲ့လူအခွင့်အရေးတွေနဲ့ဆက်ဆက်နေပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားကာလကြာရှည်ဖြစ်ပွားနေတဲ့ငြင်းပွားမှုတစ်ရပ်ဖြစ်ပါတယ်။ အဓိကအားဖြင့်နိုင်ငံရေးဆုံးဖြတ်ချက်တွေလူမှုရေးတက်ရောက်မှုတွေစစ်ရေးပဋိပက္ခတွေကြောင့်ဒေသခံအများအပြားဒုက္ခရောက်နေရတာကအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်ငြင်းချမ်းရေးနဲ့တရားမျှတမှုဟာဒီပြဿနာကိုဖြေရှင်းနိုင်မဲ့လမ်းကြောင်းဖြစ်နိုင်ပါလိမ့်မယ်